တရုတ်နိုင်ငံကထိုင်ဝမ်ကိုဝင်တိုက်ရင်ဂျပန်ရဲ့တည်ရှိမှုကိုချင်းချောက်တဲ့လုပ်ရအဖြစ်သတ်မှတ်ရမယ်ဆိုတဲ့အပေါ်အတိတ်ပဲဖွင့်ဆိုမှုနဲ့ပတ်သက်လို့သူအစိုးရအဖွဲ့အတွင်းမှာပြောင်းလဲမှုမရှိဘူးလို့ဝန်ကြီးချုပ်ဆန္ဒရေးတကိုင်းချီကနိုဝင်ဘာလ27ရက်တောက်ကြနေ့ကပြောကြားလိုက်ပါတယ်။မာအီကနာရူဂျီဂျပန်ဆွေရရတီချက်ဟာပြောင်းလဲမှုမရှိခဲ့ကြောင်းနဲ့ဒါဟာဝန်ကြီးချုပ်ဟောင်းရှင်ဇိုအာဘေလက်ထက်ကတည်းကချထားခဲ့တဲ့ policy ဖြစ်ကြောင်းတောင်အာဖရိကနိုင်ငံမှာကျင်းပတဲ့ G20 ထိပ်သီးဆွေးနွေးပွဲကိုမထွက်ခွာခင် သတင်းတော့တီရဲ့အမေကိုပြန်ဖြေကြားခဲ့တာပါဒါနဲ့ဆက်ဆက်ပြီးထိုင်ဝမ်ကိုတရုတ်ကဝင်တိုက်မယ်ဆိုရင်ဂျပန်အနေနဲ့လည်းစီရေးရဝင်ပါသင့်ပါရမယ်လို့ဝန်ကြီးချုပ်တကာအီချီကဂျပန်လွှတ်တော်မှာနိုဝင်ဘာလ9ရက်နေ့ကပြောခဲ့တာကစပြီးတရုတ်နဲ့ဂျပန်အကြားတင်းမာမှုတွေဖြစ်နေတာအခုချိန်ထိအရှိန်ရော့မသွားသေးပါဘူးတရုတ်အစိုးရကတော့ထိုင်ဝမ်ဟာပြည်မကြီးရဲ့အစိတ်အပိုင်းတစ်ခုအဖြစ်သတ်မှတ်ထားတာကြောင့် ထိုင်ဝမ်အရေးမှာဝင်ပါတာဟာတရုတ်ပြည်တွင်းရေးကိုဆွဖက်မှုအဖြစ်ယူဆပြီးအခုချိန်ထိပြင်းပြင်းထန်ထန်တုံ့ပြန်နေဆဲဖြစ်ပါတယ်ဂျပန်ဝန်ကြီးချုပ်ဟာမပြောသင့်တဲ့စကားကိုစီးကြော်ပြီးပြောခဲ့တဲ့အကြောင်းဝန်ကြီးချုပ်တာကိုက်ချီဟာထိုင်ဝမ်အရေးမှာစစ်ရေးအရာဝန်ဆွဖက်ဖို့ကြိုးစားနေခြင်းဖြစ်ကြောင်းနိုင်ငံသားရေးဝန်ကြီးဝမ်ယီရဲ့ပြောဆိုချက်ကိုတရုတ်နိုင်ငံသားရေးဌာန website မှာဖော်ပြထားပါတယ်တင့်တော်တဲ့ပြုမှုဆက်ဆံမှုနဲ့အတူတရုတ်နဲ့ပွင့်လင်းစွာဆွေးနွေးလိုကြောင်းဂျပန်ဆွေးရပြောခွင့်ရမီနိုရု ီဟာရာကနိုဝင်ဘာလ21ရက်နေ့မှာပြုလုပ်တဲ့ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်းမှာထည့်ပြောခဲ့ပါတယ်။ထိုင်ဝမ်ရင်းနဲ့ပတ်သက်လို့နိုင်ငံငံအကြတင်းမာမှုတွေရောကြရေးတရုတ်နဲ့ဂျပန်အစိုးရကိုယ်စားလှယ်တွေနိုဝင်ဘာလ16ရက်နေ့ကဘေကျင်းမြို့မှာဆွေးနွေးခဲ့ကြပေမဲ့ပြည်လည်မှုမရခဲ့ပါဘူးခင်ဗျာ။ကျွန်တော်ဇော်ဝင်လိုက်ပါ။